။မင်္ဂလာညနေခင်းပါရှင်။အော်တိုဘန်လ15ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့တဲ့တင်။ကျောင်းမဲမြို့မှာကျောင်းသားကျောင်းသူ254ဦးထပ်မံကျောင်းအပ်နှံခဲ့တဲ့အတွက်စုစုပေါင်း2960ဦးတက်ရောက်ပညာသင်ကြားနေတယ်ဆိုတဲ့တင်။ အစ္စရေးလက်တော်မှာဒေါ်နယ်ထရပ်မေကွန်းပြောနေစဉ်အနောက်ရှက်ပေးခဲ့တဲ့လက်တော်အမတ်နှစ်ဦးကိုလုံခြုံရေးတွေဆွဲထုတ်သွားခဲ့ရတဲ့သတင်းနဲ့အင်္ဂလန်နဲ့အတူတောင်အာဖရိကကတာ sorry ivory coast နဲ့ senegal တို့2026ဘောဖလားခြေစစ်ပွဲထပ်မံအောင်မြင်ခဲ့တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့တနင်္ဂနွေလပြစ်ခတ်တိုက်ခိုက်မှုရန်စဲရေးသဘောတူစာချုပ် NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရဲစင်းရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုဒီကနေ့အောက်တိုဘာ15ရက်နေ့မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရဲစင်းရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရရဲ့ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှုကြီးဆိုရင်ပြည်တော်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာဖြင့် NCA လက်မှတ်ရေးထိုးထားတဲ့ကရင်တိုင်းသားကောင်းဆောင်စောမှုတူစေဖို့ဦးစိုရန်နဲ့ဆိုင်းထွန်းကြီးတို့ကဖဲချိုးဖြတ်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။အဲ့နောက်ယာယီသမရနိုင်ငံလုံးချုပ်ကြီးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားမှာတနိုင်ငံလုံးပြည်ခန့်တိုက်ခတ်မှုရည်စည်ရေးသဘောတူစာချုပ် NCA ဆင်းနစ်ပြနှစ်ပတ်လည်နေ့အခမ်းအနားမဟုတ်ကိုဆက်ကလုံးနဲ့ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။အဲ့နောက်၎င်းက တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့ဆိုင်ရာမေကုံပြောကြားခဲ့ပါတယ်။အဲနောက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ကရင်တိုင်းသားခေါင်းဆောင်စောမှုတူစေဖို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့အသီးသက်သေးရဲ့ကိုယ်စားလှယ်တရုတ်ပြည်သူသမရနိုင်ငံနိုင်ငံသားရေးအောင်ဝင်ကြီးဌာနအာရှရေးရအထူးကိုယ်စားလှယ်အိန္ဒိယနိုင်ငံကအသီးသက်သေးနဲ့နိုင်ငံသားရေးအတွင်းဝင်ကိုယ်စားအိန္ဒိယနိုင်ငံတပ်အမတ်ကြီးထိုင်းနိုင်ငံကအာရှငြိမ်းချမ်းရေးနဲ့ပြည်လဲသိမ့်မြည်ကောင်းစီ ABRC ရဲ့ယာယီအထွေထွေအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးဟောင်းနဲ့ NCA လက်မှတ်ရေးထိုးထားသူဦးအောင်မင်းတို့က NCA နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုစကားတွေပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးကြောင်မဲမြို့မှာကျောင်းသားကျောင်းသူ254ဦးထပ်မံပြီးကျောင်းအပ်နှံခဲ့တဲ့အတွက်စုစုပေါင်း2860ဦးတက်ရောက်ပညာသင်ကြားနေတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကျောင်းမဲမြို့မှာအော်တိုဝါ14ရက်က ကျောင်းသားကျောင်းသူ254ဦးထပ်မံကျောင်းအပ်နှံခဲ့တာကြောင့်စုစုပေါင်း2960ဦးတက်ရောက်ပညာသင်ကြားလျက်ရှိတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမဲမြို့နယ်မှာရှိတဲ့အမှတ်တဲအခြေခံပညာထက်တန်းကျောင်းကိုအော်တိုဝါ၈ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီးအော်တိုဝါ14ရက်မှာအမှတ်လေအခြေခံပညာထက်တန်းကျောင်းနဲ့အမှတ်လေအခြေခံပညာလယ်တန်းကျောင်းတွေမှာကျောင်းအပ်စတင်လက်ခံတာတွေဆောင်ရွက်ပေးခဲ့ရာ ကျောင်းလာရောက်အနံမှုအနေနဲ့ကျောင်းသားကျောင်းသူ254ဦးထပ်မံကျောင်းအနံခဲ့တဲ့အတွက်စုစုပေါင်းကျောင်းသားကျောင်းသူ2960ဦးတက်ရောက်ပညာသင်ကြားလျက်ရှိရလို့သိရပါတယ်။အခုလိုထပ်မံကျောင်းအနံနဲ့ကျောင်းသားကျောင်းသူတွေကိုပညာရေးဝန်ကြီးဌာနကအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်တွေစာရေးကိရိယာတွေနဲ့ထောက်ပံ့ပစ္စည်းတွေကိုတဘာတည်းပေးရခဲ့ပြီးဌာနဆိုင်ရာတာဝန်ရှိသူတွေကလိုအပ်တာတွေဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင်ကြောင်မဲမြို့ကိုပြန်လည်ဝင်ရောက်လာတဲ့ဒေသခံပြည်သူတွေကိုအိမ်နောက်စုစည်ရင်တိုက်ဆိုင်စစ်ဆေးတာနဲ့နိုင်ငံသားစီစီရေးကတ်တွေပြုတ်လုပေးတာတွေကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကတာဝန်ရှိသူတွေကဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါဗျ။အစ္စရေးလွှတ်တော်မှဒေါ်နယ်ထရန့်မေကွန်းပြောကြားစဉ်အနောက်ရှက်ပေးခဲ့တဲ့လွှတ်တော်မှနှစ်ဦးကိုလုံခြုံရေးတွေကဆွဲထုတ်သွားခဲ့ရတဲ့တဲ့င်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အစ္စရေးပါလီမန်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်မေကွန်းပြောကြားနေစဉ်လက်ဝဲရင်း အစ္စရေးလွှတ်တော်အမတ်နှစ်ဦးကလူမျိုးတုံးတပ်ဖြတ်မှုလို့အော်ဟစ်တာနဲ့ပါလက်စတိုင်းကိုအသေးမဲ့ပြုတ်သွားလို့ရေးထားတဲ့ဆိုင်ရွက်ကိုဝင်ရံပြီးအနှောက်ယှက်ပေးခဲ့တာကြောင့်အစိုးရလွှတ်တော်အမတ်နှစ်ဦးကိုလုံခြုံရေးတွေကလွှတ်တော်ခန်းမတွေကနေခေါ်ထုတ်သွားခဲ့ရပါတယ်။ ထရမ့်ရဲ့အမေကတဝက်ကိုရရှိလာချိန်မှာအဆိုပါလွတ်တော်အမှန်နှုတ်ရဲ့အနောက်ဆက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတက၎င်းရဲ့တန်တမန်စတီဝစ်ကော့ကိုချီချူးစကားပြောကြားနေချိန်မှာရုပ်ရုပ်သေးသေးဖြစ်သွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်လွတ်တော်အမတ်တွေနဲ့ဝင်ကြီးတွေကမတ်တက်ရက်ပြီးထရမ့်ရဲ့အမေကိုလက်ခုပ်အောပါပေးပြီးချီချူးခဲ့ပါတယ်။ Hardash Party အကြီးအကဲ Iman Odas နဲ့ပါတီဝင် Farkas Sito ကိုလုံခြုံရေးတွေကအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရဲ့အပေါ်ထရမ့်ကမေကွန်းကိုခဏရက်လိုက်ပြီးပြုံးခဲ့ကောင် ဒါဟာတော်ခီးပေါက်တာပဲလို့ပြန်လုံးထုတ်ခဲ့ပါတယ်။အစ္စရေးရဲ့ဂါဇာအစစ်အစင်ရေးကိုပုံမှန်လည်းလည်းဝေဖန်တဲ့အတွက်ထင်ရှားတဲ့လွှတ်တော်အမတ်နှုတ်ကနောက်ပိုင်းမှာပြန်လည်းပြောကြားခဲ့ရမှာ၎င်းတို့ဟာပြည်ပဆိုင်ရာအတိုင်းအဝန်ကဝိုင်းဝန်းပြောဆိုနေတဲ့အခြေခံတောင်းဆိုချက်ကိုပြောဆိုခဲ့တဲ့အတွက်လွှတ်တော်ခမ်းမတွေကနေဖေရှားခံရတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုဖို့အယူရှင်းဆုံးတောင်းဆိုချက်တစ်ခုကိုတောင်းဆိုခဲ့တာကြောင့် သူတို့ကကျွန်တော်ကိုလွတ်တော်ခံမာတွေကနေဖယ်ရှားခဲ့တာဖြစ်ပါတယ်။အဲ့နေရာမှာအဲ့လိုတောင်းဆိုတာလူနှစ်ယောက်ပဲရှိပါတယ်။တခြားသူတွေဘယ်နေရာရောက်နေမှမသိပါဘူးလို့အိုဒက်က ace မှာ post တင်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုတ်အနေနဲ့အင်္ဂလန်နဲ့အတူတောင်အာဖရိကကာတာ sorry Ivory Coast နဲ့ Senegal တို့2026ကမ္ဘာ့ဘလာခြေစစ်ပွဲထပ်မံအောင်မြင်ခဲ့တယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာ့ဘလာခြေစစ်ပွဲတွေပြီးမှ ခြေစပ်ပွဲအောင်တဲ့အသင်း6တင်းထပ်မံထွက်ပေါ်ခဲ့ပြီးအဲ့ဒီအသင်းတွေကတော့အင်္ဂလန်တောင်အာဖရိကကတာဆော်ဒီအိုင်ဗရီကိုစ်နဲ့ဆီနီဂေါ်တို့ဖြစ်ပါတယ်အင်္ဂလန်ကလက်ဗီယာကို၅ခုပြတ်နဲ့အနိုင်ယူရတဲ့နောက်အုပ်စုဒုတိယနေရာကအယ်ဘေးနီးယားကို၂ပွဲအလိုမှ၇မှတ်ဖြတ်နိုင်ခဲ့တဲ့အတွက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး၂026ကမ္ဘာဖလားအတွက်ဥရောပဇုံကနေခြေစစ်ပွဲအောင်မြင်တဲ့ပထမဆုံးအသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ အာရှဆောင်မှာတော့တိုက်ရိုက်ချေစစ်ပွဲအောင်မြင်တဲ့ရှစ်သင်းစလုံးအပြည့်ပေါ်သွားခဲ့ပြီဖြစ်ပြီး play-off ရှင်ပြန်ရမယ့်တနည်းအားအတွက်တော့ UAE နဲ့ Iraq တို့အပြိုင်လို့ရမှာဖြစ်ပါတယ်။အာဖရိကဆောင်မှာလည်းတိုက်ရိုက်ချင်းစစ်ပွဲအောင်မြင်တဲ့ကိုသင်းစလုံးအဖြစ်ပေါ်သွားခဲ့ပြီဖြစ်ပြီး play-off ရှင်ပြန်ရမယ့်တနည်းအတွက်တော့ဂါဘွန်၊ကွန်ဂို၊ကင်မရွန်းနဲ့နိုင်ဂျီးရီးယားတို့အပြိုင်လို့ရမှာဖြစ်ပါတယ်။2026ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း၄၈သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်ကျင်းပသွားမှာဖြစ်ပြီးလက်ရှိအချိန်မှာအင်ရှင်၃သင်းအပောင်ဝင်ရှင်ပြန်ခွင့်ရတဲ့အသင်း၂၈သင်းအထိရှိလာခဲ့ပါပြီ။အော်တိုဝါ15ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုထားရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။